TNLA အဖွဲ့ဟာတက်တုံညာနှစ်ခုဆစ်စင်ရေးအတွင်းမှာမြို့နယ်ဆက်နှမြို့နယ်အထိသိမ်းပိုက်ရရှိထားပြီးနောက်ပလောင်ပြည်နယ်တက်မှတ်ပေးရေးတအောင်မြို့သားလွတ်မြောက်ရေးတက်မတော် TNLA ကတောင်းဆိုလာခဲ့ရမှာပလောင်ပြည်နယ်ရဲ့ area ဟာဘလောက်ထိရှိတယ်လဲလို့မေးခွန်းထုတ်ရရှိတာပါပလောင်ပြည်နယ် area နယ်မြေကိုအခုလက်ရှိမှာပြောဖို့စောသေးတယ်လို့ TNL တွဲဖက်အထွေထွေအတွင်းရမှုနဲ့ဗိုလ်မှူးကြီးတားပန်လာကမေလ၄ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ CNN သတင်းဌာနရဲ့မေးမြန်းမှုကိုပြန်လည်ဖိကြားခဲ့တာပါ ဒီနေမီနေမီပဲပြောပြောကျွန်တော်ပြင်နေပဲပြောပြောဒီဟာကိုတတ်မှတ်အမှန်ကာလကဒါနကမှဖြစ်ထွန်းလာမဲ့အတိုင်းပြပြပြထွက်တော့ပုံစံမျိုးဖြစ်မလားနိုင်ငံရေးစရေးဘွဲဘုရားမြတ်မလားအဲ့ဒီလာမယ့်နိုင်ငံရေးညနာခံတမှာပဲဒါကျွန်တော်တို့တတ်မှတ်အရာမှာဖြစ်ပါတယ်ဗောနော်လောဆယ်ကတော့ဒါကျွန်တော်တို့ကနေမှသာတာဝန်ယူမှအစမအုပ်ချုပ်တဲ့နေမြေ အဲ့လိုပဲပြောလို့ရပါတယ်အဲ့ဒါတော့ဒါအားလုံးသိရှိပြီးသားပြီးသားပေါ့နော်ဒါဒီအခုကျွန်တော်တို့ဆယ်နှစ်မြို့နေပေါ့နော်ဆယ်နှစ်မြို့နေမှာဆိုရင်ကျွန်တော်တို့ဒီတာဝန်ပြေးပွားတာဝန်ယူပြီးမှဒါကျွန်တော်စီမံအုပ်ချုပ်နေပါတယ်ဒါသေးဒါကျွန်တော်တာဝန်ပြီးအအချိန်ကာလအခုထိဒါကျွန်တော်တို့နောက်ထပ်ဒီလူထုဆိုရဝန်ဆောင်မှုဒါတနင်္ဂနွေလုံးကမြန်မာနဲ့ ဒီပရဒီမိုကရေစီဆိုရပုံစံမျိုးလားအဲ့ဒီမျိုးပေါ်ထွန်းပြီးဒါကျွန်တော်ကာကာနေမှာဒီကာလတစ်ခုနဲ့တောင်းယူရမှဆောင်းချောက်ထားတဲ့ဒေတာလူထုလည်းပဲပြောရမှာဖြစ်ပါတယ်တကယ်တပင်းနဲ့တက်တမှဖြစ်ပလာဖို့တော့ဒါနာကနိုင်ငံရေးဆွေးနွေးပွဲမှာဆွေးနွေးမှတက်မှရမှာဖြစ်ပါတယ်အဲ့တော့ဘယ်ဘယ်နေပြီဘယ်နေရာဆိုတာအခုချိန်မှာပြောဖို့ဘယ်လိုမဲဆုံးနေဆုံးနေသေးပါတယ်လို့ပြောကြလို့ပါတယ်တီအန်အယ်ဟာမူဆယ်နမ်ခန်းနမ်ဖက်က မိုင်းဝီကုခိုင်တိန်နီမန်တုံနမတူနမ်ဆန်မိုးမိန်မိုင်းငော့ကြောင်မဲတီပေါ်နောင်ချိုးစတဲ့ဒေသတွေကိုစုစည်းပြီးပလောင်ပြင်းရဲ့အဖြစ်သတ်မှတ်ဖို့ရှိမှန်းထားတယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိတာပါတစ်တုံညာနှစ်ခွန်ဆစ်စင်ရေးကာလအတွင်း DNA လေးသိမ့်ပိုက်ထားတဲ့နောင်ချိုးကြောင်မဲတီပေါ်မိုးကုတ်မိုးမိန်အစရှိတဲ့ဒေသတွေကနေဆုတ်ခွာဖို့ မြန်မာတပ်မတော်ဘက်ကကိုယ်စားလှယ်အဖွဲ့တွေကတောင်းဆိုခဲ့တဲ့အတွက်တရုတ်နိုင်ငံကုမင်းမြို့မှာနှစ်ရက်ကြာတွေ့ဆုံဆွေးနွေးမှုမအောင်မြင်ခဲ့ကြောင်းလည်းသိရပါဗျ။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုကိုတော့တရုတ်ရဲ့ဂျောင်းဝင်ဆစ်ဆက်ပေးမှုနဲ့ဧပြီ28ရက်နဲ့29ရက်နေ့တွေမှာကျင်းပခဲ့တာဖြစ်ပြီးသဘောတူညီမှုမရဘဲအဆုံးသတ်ခဲ့ကြောင်းသို့သောလာမယ့်ဩဂတ်စ်လမှာထပ်မံတွေ့ဆုံဖို့နှစ်ဖက်သဘောတူထားကြောင်း TNL ဘက်ကထုတ်ပြန်ထားတာပါ။အဲ့ဒီလိုနေမြေပြန်လဲဆုတ်ခွာခိုင်းတာနဲ့ပတ်သက်ပြီး TNL အနေနဲ့ အရင်ကရက်တိချက်အတိုင်းဆောင်ရွက်တော့မှာဖြစ်တယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကပြောပါတယ်။လက်ရှိကတော့ကျွန်မတို့ဒီဒီစီးရေးကဏ္ဍကတော့အပေါ်မှာပြောသွားသလိုပဲဒီမေလကုန်ထိပ်ပေါ့နော်အပိခရေစေးရေးချိန်ငါထားတာဖြစ်ပါတယ်။ထိုဒီတကြောင်လက်တော်မှာကထိုးစစ်စင်တိုက်ခိုက်တာမျိုးတို့ကျွန်မတို့ဆောင်ရွက်မဟုတ်တယ်ပေါ့နော်အလက်တော်မှာတည်တည်အပြီးငလင်တံပိတိနဲ့ပြည်သူများတွေကိုဆန္နာ ထောက်ထားတော့အဖြစ်တည်တဲ့အဘိခေယဆေယေ တစ်ဖက်တည်းအပိခတ်ရက်ဆက်ရေးထုတ်ပြန်တာဖြစ်ပါတယ်လက်သလုံးဒီမေလကုန်ထိကတော့ဒီတိုင်းဆက်ရှိနေသေးမှာဖြစ်ပါတယ်အာလက်ရှိကတော့ကျမတို့ပြောနိုင်တာကဒီဆက်ကစားဘက်ကတောင်းဆိုတာကဒီမို့ဖို့မကအချားမြို့မှာမြို့ပေါ့နော်အာပြန်လဲဆုတ်ခွာဖို့တောင်းဆိုတာမြို့တွေရှိတယ်အဲကျမတို့ကတော့ဒါကိုတဘောမတူနိုင်သေးဘူးပြန်လဲဆုတ်ခွာတာမြို့တွေတော့မရှိသေးဘူးပေါ့နော်အကြောင်းကိုဒီနေ့ဒီထိကပြောနိုင်တာကကျမတို့ကကျမတို့ရဲ့အရက်တီချက်တိုင်းပဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ နှစ်နှစ်ကျော်ကြာမြင့်လာတဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးကာလအတွင်းကိုကန်တပ်ဖွဲ့ MNDAA နဲ့အပြည့်ရဆွေးနွေးနိုင်ခဲ့ပေမဲ့လေတရန်ဒလီနေ့ကတော့ညှိနှိုင်းမှုအဆင်မပြေသေးပဲဖြစ်နေတာပါ။2025ခုနှစ်ဧပြီ28ရက်နဲ့29ရက်ကကိုမင်းဆွေးနွေးပွဲမှာတရန်ဒလီဘက်ကနှစ်ဖက်တပ်တွေရောက်ရှိနေတဲ့နေရာမှာရက်တန့်ကအပြည့်ကရက်စဲဖို့နှစ်ဖက်ထိုးစစ်မစင်ဖို့အပြင် လေကြောင်းဘုံကျဲလက်နက်ကြီးပစ်ခတ်တာနဲ့ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေရပ်တန့်ဖို့လိုကိုတောင်းဆိုခဲ့တာပါ။ဒါပြင်နှစ်ဖက်ထိန်းချုပ်နေမြေဒေသတွေမှာဒေသခံပြည်သူတွေရဲ့စားဝတ်နေရေးနဲ့စေဝါတည်ယူပို့ဆောင်ရေးအတွက်ဖြတ်တန်းသွားလာခွင့်ပြုဖို့ကိုလည်းတောင်းဆိုထားကြောင်းသိရပါဗျ။